အားလုံးပဲမင်္ဂလာပါရှင် BNY Fashion ရဲ့ Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဒီချေကပုံမှန်ပြတာပေးတဲ့ Crotto လေးရဲ့ပိတ်ဆက်မှန်ညံနီးလေးနဲ့ကျွန်တော်ချုပ်နီးလေးတွေကိုပြန်လည်ဝင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကျတော့ပုံမှန်ပြထားပေးတယ်ကျတော့ crop တော့လေးရဖို့ဆိုလို့ရှိရင်ပြမအောင်ဆုံးကျေရောဆွထားပြီးသားပတ်တန်လေးကိုပြန်သုံးပြီးတဲ့ခါကျတော့ကျေရောကဒီ hotel net ခရော်လေးကိုဖန်တီးပေးတော့မှာပဲဖြစ်ပါတယ်။အဲဒါကြောင့်ပြန်သွင်းရမယ့်ပတ်သက်လေးကတော့ဂျေရိုအခုဗီဒီယိုရဲ့ပေါ်လေးမှာတက်ထပ်ပေးတဲ့ link လေးကို top view ခေါ်ကြတော့လည်လာနိုင်ပါတယ်။ဒါလေးကတော့ဂျေရိုအဖီယိုလေးကဆိုလို့ရှိရင် hot net dress လေးဖန်တီးခဲ့တဲ့ကဆွတ်ထားပေးခဲ့တဲ့ပတ်သက်လေးဖြစ်ပါတယ်။ဂျေရိုက design လေးမှာဆိုလို့ရှိရင်ဂျေရိုရဲ့ hot net dress ဖြစ်တဲ့စင်ကဂျေရိုပတ်သက်လေးကိုပဲခပ်ပစ်စပိုင်းလေးကိုယူပြီးခါကြတော့ဒီ crotch လေးကိုဖန်တီးပေးတော့မှာပဲဖြစ်ပါတယ်။ ပတ်တန်းရှိသားသူတွေအနေနဲ့ကတော့ခက်ခက်ဆက်ပိုင်းတွေကိုယူပြီးရခါကြတော့ကျေလို့ရဲ့အာဖြည့်ချမ်းရောနောက်ချမ်းမှာပါကျတို့ဘာလို့လုပ်ရမလဲဆိုရင်ထောင်လေးတွေပိတ်ခဲ့ပေးဖို့လိုပါတယ်။ထောင်လေးတွေပိတ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျတို့ကပိတ်စလေးကိုတော့ဆွဲသားလေးသုံးပြီးတော့မှချက်ပြတ်ပေးတော့မှဖြစ်တဲ့အတွက်ကျတို့ပမာဦးဆုံးပတ်တန်လေးကိုပိတ်ဆက်ပေါ်မှာတင်ပြီးရခါကြတော့ညက်တဲ့ခါမှာဆိုလို့ရှိရင်ကျတို့ထုတ်စာလေးထုတ်ဖို့မလိုပါဘူး။ ပိတ်စာလေးညပြီးသားပြီဆိုလို့ရှိရင်တော့ပိတ်စာမှာမလန်းနဲ့အလှဆန်းလေးကိုပိတ်စာလေးခွဲပြီးအခါကျတော့မခင်ပေးဖို့လိုပါမယ်။နောက်တစ်ဆင့်အနေနဲ့ခြေချမ်းနဲ့နောက်ထပ်အတွက်ကုတ်စာလေးတွေညပြီးဖို့လိုပါမယ်။ကုတ်စာလေးရဲ့နေထပ်ကတော့မိမိတို့အဆင်ပြေတယ်လို့မျိုးလေးကုတ်စာလေးတွေညထပ်ပေးလို့ရပါတယ်။ အခုဆိုရင်ခြေကားကုဆာလေးတွေညှိပြီးသွားပြီမို့လို့နောက်တစ်ဆင့်အနေနဲ့ကျိုးလေးချုပ်ပါမယ်ကျိုးလေးကတော့ပိတ်ဆက်မှာ10စင်တီမီတာရှည်နဲ့အကျယ်3စင်တီမီတာရှည်ရဲ့ကျိုးလင်းချောင်းကိုပိတ်ဆက်မှာညှိပြီးပါကခြေရို Python အကျံအလားချင်းပူပြီးတဲ့ခါကျတော့ချုပ်ပြီးပါမယ်နောက်ခြေရိုချုပ်ပြီးတဲ့ခါမှာဆိုရင်လက်နံလေးသုံးပြီးတော့မှအလားဘက်ကိုပြန်မျိုးမှလန်ချခဲ့ရပါမယ်အခုဆိုရင်ခြေကကျိုးလေးချုပ်ပြီးသွားပြီမို့လို့ကျိုးလေးနှစ်ချောင်းကိုခြေရို ရှေ့ချမ်းအလားဘက်မှာယခုလိုလေကျိုးရဲ့အလားဘက်ကနေပြီးတော့မှကျွန်တော်ပူပြီးတော့ပင်လေးထင်းပြီးတော့မှခြိတုပ်ပေးပါမယ်ကျိုးလေးချီတုပ်ပြီးသွားပြီဆိုရင်တော့ကုဆာလေးတွေကိုယခုလိုလေးလာချစ်ထပ်ပြီးရောခါကြတော့ချုပ်စာ1 cm လေးပင်ထင်းပြီးတော့မှချုပ်ပေးပါမယ် အခုဆိုရင်တော့ခြေကားကုဆာလေးတွေလည်းထွက်ပြီးသွားပြီမို့လို့ယခုကိုအလှဘက်ကို လမ်းပါမယ်။အဲဆောက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ယခုလိုတက်တက်တက်လေးရလာမှာဖြစ်ပါတယ်။ခြေရောတခုရှိရာကအလှဘက်ကိုလမ်းဆက်လိုက်တဲ့အခါမှာခြေရောချုပ်စာရီအလုံးကိုကုဆာဘက်ကိုလှည့်ပြီးတော့ခါကြတော့ကုဆာဘက်မှာအသက်ထန်းစာလေးရတဲ့လောက်လေးဒီကြောင်းနင်းပြဖို့လိုပါမယ်။ အတဖျားစာလေးနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ယခုတော့နောက်ထင်းရဲ့အလာချင်းပုံမှာအလာချင်းဖူးပြည့်ခါကျတော့ကျိုးလေးချီတုပ်ပေးပါမယ်ကျိုးလေးချီတုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထင်းရဲ့ကိုစာလေးကိုအလာပတ်ချမ်းကနေယခုလိုလေးတင်ပြည့်ခါကျတော့ချုပ်စာ1စင်တီမီတာလေးကိုပင်ထင်းပြီးတော့မှဆန်းနှင်းပေးရပါမယ် အခုဆိုရင်တော့အချက်ကဆက်လေးလေးနင်းပြီးသွားပြီမို့လို့လက်ဘက်ကိုလှမ်းချလိုက်တဲ့ကမာယခုလိုသေသက်လေးရလာမှဖြစ်ပါတယ်။နောက်ကျတော့ရှေ့ချမ်းလုံကလိုပဲကျတော့နောက်ချက်မှဆုံးလို့ရှိရင်လည်းကျတော့ချောက်စာအားလုံးကိုကိုယ်စာဘက်ကိုလှည့်ပြခါကြတော့အတထားစာလေးရတဲ့လောက်လေးပြန်နင်းပေးဖို့လိုပါမယ်။နောက်ဆက်မှလည်းအတပြားနည်းနည်းစင်လေးပြီးသွားပြီဆိုလို့ရှိရင်တော့ချေရိုဘေးလေးတွေတွေ့ပြပါမယ်။ ဘီလေးတွေပြေးသွားပြီဆိုလို့ရှိရင်တော့နှုတ်ဆက်အနေနဲ့ကျွန်တော်ကခေါက်တက်ဒီဇိုင်းလေးဖြစ်တာမလို့ခါမှာတေးကျူးလေးထည့်ပေးဖို့လိုပါမယ်။တေးကျူးရဲ့အရှိလေးကတော့မိမိရဲ့ခါရဲ့အတိုင်းဓာလေးကိုတိုင်းပြီးရခါကျတော့ကျွန်တော် +2 cm တော့ 3cm လောက်ပေါင်းပြီးရခါကျတော့ကျွန်တော်တေးကျူးလေးထည့်ပြီးအောင်နင်းပေးပါမယ်။ အခုဆိုရင်တော့ခါမှဒီဂျူလီကလည်းထည့်ပြီးတော့မှနင်းပြီးသွားယူလို့ယခုလိုလက်ပတ်တည်တက်လာတဲ့ Hadronal Crotal Inchilia ရလာမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးရဲ့အတွက်ကျေးဇူးများရေတင်ပါတယ်။ကိုစိတ်နှပြချမ်းမှန်းသက်သက်ပါစေ။ကျရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ Like and Subscribe လေးနဲ့အပိတ်သားမမိပါနဲ့နော်။ဗီဒီယိုတင်တိုင်းမှာ Notification လေးတက်ချင်တယ်ဆိုရင်တော့ခေါင်းလေးကိုနှိပ်ပြီးတော့လည်းအပိတ်သားမမိပါနဲ့နော်။ပုံကောင်းတဲ့ဗီဒီယိုလေးနဲ့ကြိုပြန်လာဖြစ်ပါမယ်။တတပါ